ကာကျုပ်တွေကိုကာကျုပ်တွေကိုပေးတယ်ဘွဲ့ဘွဲ့နော် तू ကနိုင်ငံစနစ်နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ तू ကဟိုတမရတွေကာကျုပ်တွေကိုအဆောင်ရောင်ချီးမြှင့်နေလေအဆောင်ရောင်ချီးနေတမရမှာတွေ့လားဆလွေတွေ့လားဆလွေအဲနော်အဲ့တော့ကာကျုပ်တွေတမရတွေကိုချီးမြှင့်နေအဆောင်ရောင်တွေကိုကျွန်တော်တို့ကအဲဒီတင်ခတင်ခဘွဲ့လို့ခေါ်တယ်မှတ်ထားပါနော်တခါလေးပြောပေးတာတင်ခဘွဲ့လို့ခေါ်ပါတယ် ဲ့တင်ဟမှာအမျိုးသားနှစ်မျိုးကွဲနေဗျာနော်အဲတုဓမတင်ဟဆိုတဲ့ဘွဲ့ရေပြည်တော်စုစီသူတင်ဟဆိုတဲ့ဘွဲ့ဆိုတာနှစ်ခုရှိတယ်ဗျာနော်တုဓမတင်ဟရေပြည်တော်စုစီသူတင်ဟဆိုပြီးတော့နှစ်ခုရှိတယ်အဲ့ဒီမှာတုဓမတင်ဟမှာ၃မျိုးရှိတယ်ပြည်တော်စုစီသူတင်ဟမှာက၅မျိုးရှိတယ်ဟုတ်ပြီနော်အဲ့ဒီမှာ ဒီသူရမသင်္ခါ၃မျိုးကအကမဟာတိရိသူရမသရိုးတိရိသူရမမဟာတိရိသူရမဆိုပြီးတော့သူရမ၃မျိုးရှိတယ်။တမရဖြစ်တဲ့သူတိုင်းကိုအကမဟာတိရိသူရမဘွဲ့ချင်းမြင်တယ်။ကာကြုတ်တိုင်းကိုသရိုးတိရိသူရမဘွဲ့ချင်းမြင်တယ်။ဒါကြောင့်မလို့ဥမင်းအောင်လည်းနာမည်ရှိပါသရိုးတိရိသူရမဆိုပြီးတော့ပါနေတာ။နော်။ ဟုတ်ပြီဒါကသူဓမ္မသင်္ခါဘွဲ့၃မျိုးထဲမှာဗတမရကဘာဘွဲ့လဲကာယုကဘာဘွဲ့လဲသိပြီပါပြီဒါဆိုပြည်တော်စုစီလူသင်္ခါအမျိုးသား၅မျိုးရှိတယ်ဗျအကမဟာတရေစီသူတရောမဟာတရေစီသူမဟာတရေစီသူတရေစီသူနဲ့စီသူဆိုပြီးတော့ပြည်တော်စုစီလူသင်္ခါဘွဲ့၅ခုရှိတယ်အဲ့ဒီမှာ တမရတိုင်းတမရတိုင်းကိုအကမဟာတရေစီသူဘွဲ့ချီးမြှင့်တယ်နောက်တော့ဆော်ဘွားတွေကိုလည်းအဲ့ဒီအကမဟာတရေစီသူဘွဲ့ပဲချီးမြှင့်တယ်အဲကာကျုပ်တွေကတော့သရိုးမဟာတရေစီသူဘွဲ့ချီးမြှင့်နေဗျဒါကြောင့်မို့လို့ဦးမေအောင်လည်းနာမည်ရှိမှာတရေသရိုးတီတီတုဓမ္မသရိုးမဟာတရေစီသူဆိုပြီးတော့ဘွဲ့ပါနေတာ ဲ့တော့ပြောချင်တာကဒါကတင်ဟဘွဲ့ကာကျုပ်ရတဲ့တင်ဟဘွဲ့အကြောင်းကို level ကိုပြောတာပြည်တော်စုအစ်စ်မှာနော် level တင်ဟဘွဲ့မှာတရားကြည့်လိုက်ရင်ဒုတိယအစ်စ်ပဲနော်တမရပြီးဒုတိယပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီတင်ဟဘွဲ့တွေကိုနော်ဘယ်ချိန်မှစပြီးတော့အသုံးပြုခဲ့ကြတာလဲဆိုတာကိုဘုဟုတ္တရလေးနဲ့ထပ်ပြီးစဉ်းစားမယ် ကျောင်းမြန်မာနိုင်ငံက1948ဇန်နဝါရီလ4ရက်နေ့မှာလွတ်လပ်ရေးစရတယ်ဗျနော်လွတ်လပ်ရေးစရတဲ့အခါကျတော့ကျတို့အချုပ်ချာအာဏာပိုင်လွတ်လပ်တဲ့ပြည်ထောင်စုနိုင်ငံကြီးဖြစ်သွားတာဟောပြည်ထောင်စုနိုင်ငံကြီးဖြစ်သွားညတော့ကပြောသွားတယ်လေပင်လုံစာချုပ်မှာနော်စုစုစည်းစည်းနဲ့တိဆောက်တဲ့နိုင်ငံဟိုရင်ဖက်ဒရယ်လီဇင်နဲ့တိဆောက်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံနော်အဲ့တော့ပြည်ထောင်စုလွတ်လပ်ပြီးတော့ပြည်ထောင်စုနိုင်ငံကြီးလည်းဖြစ်လဲဖြစ်လာကောအဲ့တော့နိုင်ငံတော်ကနေပြီးတော့ အဒီဒီတမရတွေဒီတော်ရက်တက်တဲ့သူတွေကိုနှစ်စင်နှစ်စင်လွတ်လပ်ရင်းနေအထိမ့်မဲ့အဖြစ်เนาะအခမ်းအနားတွေမှာအဲ့ဒီလိုဘွယ်သူပြည်တော်ပြည်တော်စုဘွယ်လို့ခေါ်တာပေါ့ပြည်တော်စုဘွယ်လို့ခေါ်တယ်ဒီတင်ငါဘွယ်တွေကိုပေးတယ်เนาะအနေဆုံးဆိုစီသူစီသူနဲ့ပတ်သက်အနေဆုံးဆိုစီသူစီသူရထက်မှာတရီစီသူအဲမဟာတရီစီသူသရိုးမဟာတရီစီသူတော့ဆိုအကမဟာတရီစီသူဆိုပြီးတော့အဲ့လိုစင်ငယ်စင်ငယ်တော်ရက်တက်တဲ့သူတွေကိုပြည်တော်စုအစဉ်ဘွယ်လေးတွေ ချီးမြှင့်တဲ့အခမ်းအနားလုပ်ခဲ့တာပေါ့နော်ဒါကပဲချင်းရတဲ့အစပေါ်လာတာလေဘာရည်ရွယ်ချက်နဲ့ပေါ်တာလဲပြည်တော်စုနိုင်ငံကြီးတိဆောက်တဲ့ရွယ်ချက်နဲ့ပြည်တော်စုအလုပ်တွေကိုလုပ်တဲ့သူတွေအတွက်ကိုတော်ရက်တက်တဲ့စ조사တဲ့သူတွေအတွက်ကိုဂုံလူရာလူတွေကိုချီးမြှင့်တဲ့ဘွဲသဘောတရားကိုပြောပြတာဒါဆိုရင်ကျွန်တော်တို့ဦးမင်းအွန်လိုင်းကနောက်ကာကြုတ်ဘယ်တော့လွှဲမလဲဆိုတာကိုကျွန်တော်စပြောတော့မှာဖြစ်ပါတယ်